တဲမျိုးသားလူမျိုးရေးတက်မတော် DNL သိမ်းပိုက်ထိန်ချုပ်ထားတဲ့နမ်တူမျိုးကိုအာနာသိန်းစစ်တပ်ကဖုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ဆောင်၃ဦးသေဆုံးခဲ့ပြီး9ဦးထိခိုက်ဒဏ်ရာရထားတယ်လို့ဒေသခံတွေကအရာဝေကိုပြောပါရယ်နမ်တူမျိုးပေါ်လူနေရပ်ကွက်ထဲကိုအော်တိုဘား၂ရက်နေ့မနက်ပိုင်းကလေကြောင်းကနေဖုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးအမျိုးသမီး၂ဦးနဲ့မျိုးသား၃ဦးသေဆုံးခဲ့တယ်လို့ ထိခိုက်ဒဏ်ရာရတဲ့ခုနှစ်ဦးထဲမှာကလေးငယ်နဲ့မျိုးသမီးတွေပါဝင်တယ်လို့သိရပါဗျ။တိဆုံသူတွေကစစ်တပ်ရဲ့ထိုးစစ်ဆင်မှုကြောင့်စစ်ဘေးခုံလုံးကိုရောက်လာတဲ့ကြောင်မဲနဲ့နောင်ပိန်ဒေသခံတွေဖြစ်တယ်လို့လည်းနမ်တူမျိုးကန်တွေကပြောပါဗျ။ဒီကြောင်မဲနောင်ပိန်ကနေကြောင်မဲမျိုးနဲ့နောင်ပိန်ကြီးရွာကနေဒီနမ်တူကိုလာနေကြတဲ့အလူတွေပေါ့နော်အဲ့ဒါကအဲ့လေသူတို့မိသားစုရှိတော့သူတို့အိမ်လေးလည်းရှိတော့ဒီဒီဘက်ကိုပြန်ပြောင်းလာတာပေါ့နော်အာ ဲ့မဲ့ပြောင်းလာတာမကြတယ်ဘူးဒီမနေ့ပိုင်းမှာဒီဘုံလာကျဲဘုံလာကျဲတာခံလိုက်ရတယ်ဗောနော်ဒီပေါ်ပေါ်ယုံဘုံကြီးကျောင်းအောင်ကနေအိမ်ကိုပေါ်ကျဲတာဗောနော်အမှန်ကအာဒီဘက်ချမ်းကသူတို့ကျဲတဲ့ချမ်းကဒီနတ်မတူမြို့မှာဆိုရင်ဒါအာဘယ်စစ်သားမှမနေတဲ့ချမ်းဗောနော်ဘယ်စစ်စစ်ပဆိုင်ရာယုံမဒီယုံဆိုင်ထားတာယုံဆိုင်ထားတဲ့ဒီအာဘက်ချမ်းမဟုတ်ဗောနော်အာလာကျဲတဲ့နေရာက အဲ့မှာကပြောရမယ်ဆိုရင်တော့ဒီရုံဌာနတွေလည်းမရှိဘူးဒီစစ်တပ်အာစစ်နဲ့ဆိုင်တဲ့ရုံဌာနတွေပေါ့နော်ဥမာကျွန်တော်တို့ CBN ပြောမလားအာဒီမြို့ကအခွန်ဌာနပြောမလားတခြားဌာနဘာဌာနမှမရှိဘူးပေါ့နော်သူတို့ကျဲတဲ့နေရာကအနာသိန်းစစ်တပ်ဟာနမ်တူမြို့ပေါ်ကအရက်သားတွေကိုပုံကျဲတိုက်ခိုက်မှုပြီးမှာပဲပြည်နယ်လေထိမ့်ချုပ်ထားတဲ့မန်တုံမြို့မှာလည်းရေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တယ်လို့မြေပြင်သတင်းမြစ်တွေကပြောပါရယ်မန်တုံတိုက်ခိုက်မှုမှာတော့ စစ်တပ်ရဲ့ခြေလျင်တိုင်130စခန်းချခဲ့တဲ့စစ်တပ်ကုန်းကိုတိုက်ခိုက်ခဲ့တာဖြစ်လို့အရဲသားတွေထိခိုက်မှုမရှိခဲ့ဘူးလို့လည်းသိရပါဗါးအာနာသိန်းစစ်တပ်ဟာကြောင်မဲမြို့ကိုထိုးစစ်ဆင်ဝင်ရောက်နေတဲ့တစ်ချိန်တည်းမှာပဲတရနယ်လေးထိန်းချုပ်ထားတဲ့မြို့တွေပေါ်ကအရဲသားပြစ်မှတ်တွေကိုပုံကျဲတိုက်ခိုက်နေတာပါဒီမနေ့ဆော့ပိုင်းမှာဆိုတဲ့နမတူလိုမျိုးဆိုလဲအရတာကိုရွေးချယ်ပြီးတော့မှဖုန်ကျတိုက်ခိုက်တာမျိုးတွေရှိတယ်ဒီမန်တုံမှာလဲ ်တယ်။အမှန်တကျနေတဲ့သူမရှိတဲ့အတွက်ကြောင့်ခိခိုက်တဲ့လူမရှိတာဖြစ်ပါတယ်။ဟုတ်ကဲ့။ကလောဆယ်ကတော့ဒီမန်တုံနဲ့ဒီနဲ့မတူကတော့ကျမတို့ကအပြေဝအထင်ချိုးပြီးတော့မှတေအုပ်ချွေရန်တရားတွေကိုပေါ်ဆောင်နေတာဖြစ်တယ်။လောလောဆယ်ကတော့ဒီအခြေအနေကိုလက်ပတ်နိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်ဟုတ်ကဲ့။တင်းနယ်လီဟာနမ်မတူမြို့ကိုတစ်တုံညာနှစ်ခုဆစ်စင်ရင်အတွင်း2023ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာတင်ယူခဲ့တာဖြစ်ပြီးမန်တုံမြို့ကိုတော့8နှစ်ဒီဇင်ဘာ22ရက်နေ့မှာတင်ပိုက်ခဲ့တာပါ။ 2023ခုနှစ်ဒီဇင်ဘာ23ရက်နေ့ကဟိုက်ကင်ဆွေးနွေးပွဲမှာအနာသိန်းစစ်တဲဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ကတိုင်းရင်းသားဒေသတွေကိုလက်လွတ်ရရင်နောက်အဲ့ဒေသတွေကိုလေကြောင်းကနေလက်နက်ဆန်းတွေတုံးပြီးတိုက်ခိုက်နေမှာဖြစ်ပြီးဘယ်တော့မှအေးချမ်းအောင်မထားဘူးလို့လဲကြေညာပြောဆိုခဲ့ပူပါတယ်